အဲ့လိုနဲ့နောက်ဆုံးဥချင်းမောင်ဆုံးမဲ့အချိန်ကိုရောက်လာပါတယ်အဓိကဘာကြောင့်ဆုံးရတယ်လဲဆိုရင်တော့ငငယ်ကလေးက၃၄နာရီပဲအိတ်ခဲတာလေးကြောင့်ရစီးဝန်းကိုပုံမှန်မသွားတာကြောင့်ရပါပါတယ်၄၅ရက်နေလို့ရေချိုးကြမှာလဲချိုးတယ်အပြင်ရောက်ပြီဆိုရင်စီးနဲ့ဝမ်းကိုမသွားဘူးထိန်ထားတယ်အဲ့ဒီဒန်နီကသုံးငါးနီမှာတော်တော်လေးခံသွားရပါတယ်ဘလောက်ထိအောင်ရှက်တက်တဲ့သူမျိုးလဲဆိုရင်တော့နောက်ဆုံးအချိန်ထိအောင်ရှက်နေတော့မမလီကအိမ်သားတို့ဘာတို့တွဲကူမာတော့မှအကူမခံဘူး စီယုံတက်လိုက်ရတယ်စီယုံမောင်မှာပဲဆုံးမသွားတယ်မဆုံးခင်မှာမမလီရဲ့ဥချက်မောင်အပေါ်တောကရောက်နေရတဲ့ဝေဒနာတွေကိုစာဖတ်သူတယောက်အနေနဲ့တော့မှခံစားမိတယ်ထတ်တူဝမ်းနေမိတယ်မမလီကတော့တကယ်ဇနီးကောင်းတယောက်ပါပဲဥချက်မောင်နဲ့ဆုံးသွားတော့မမလီမှာကသားနှစ်ယောက်သမီးတယောက်ကျန်ခဲ့တယ်ဥချက်မောင်ကတော့အသက်ရှင်နေစဉ်အတွင်းမှာတိုင်းပြည်အတွက်ကိုကိုကျိုးတစ်စက်မှမကြည့်ပဲနဲ့အလုပ်တွေအများကြီးလုပ်ပြီးသွားခဲ့တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီစာအုပ်ရဲ့နာမည်ကသူ့လိုလူဆိုပြီးတော့ဖြစ်လာတယ်လို့တော့ထင်ပါတယ်ကျွန်တော်ရဲ့အမြင်မှာ